ဒီမိန်ကလေးကတကယ့်ကိုဖန်နီးယာမှာညံကြီးရှင်တယောက်ပါအဝင်အဟောင်းတကောလွတ်မပြစ်ပဲအသုံးဝင်ပြီးစိတ်ဝင်စားပွဲအရာတွေအဖြစ်ပြောင်းလဲသုံးတဲ့နီးလန်းတွေကတကယ့်ကိုသဘာဝကျလောမှာတယ်သူမရဲ့အိမ်သုံးဖန်နီးမှုလေးတွေကိုအတူယူဖို့ဖော်ပြပေးလိုက်ရပါတယ်နံပါတ်၁ခြေအိမ်ဟောင်းကိုလက်အိမ်နဲ့တန်ကစ်ချိန်အဖြစ်ပြောင်းလဲသုံးနီးကျေးရအပေါ်ပိုင်းကိုဖြတ်ပြီးလက်အိအဖြစ်ပြန်သုံးမှလက်ချောင်းအကျွတ်အပေါက်လေးတွေဖောက်ပေးရုံပါပဲ ကျန်းတဲ့အောက်ချမ်းကိုကျန်းပြမစီးဖို့နှွေးထွေးတဲ့ခြေအဖြစ်သုံးလို့ရပါတယ်။နံပါတ်2အဝီဟောင်းကိုချစ်စရာခေါင်းအဖြစ်ပြောင်းလဲနေတီချောင်းတဲ့ကို စတူရန်ပုံဖြတ်ပါအကျွန်းစံအဝိစရင်နဲ့အလှဆင်ပြီးထုတ်လိုက်ပါအကျွန်းနဲ့ကိုဝါကိုတမုံအဟောင်းဖြည့်စွက်ပစ္စည်းထဲကခေါင်းလေးအဖြစ်အသုံးပြုနိုင်ပါတယ်။နံပါတ်3အဝိစလေးတွေကိုချစ်စရာအဝိစလေးများဖန်နီးနေပိုတော့စတော်မုံဆောင်ဝေးတဲ့အထည်တစ်စက်ကိုခောက်ပြီးချစ်စရာကလေးဝလေးအဖြစ်ဖြစ်နိုင်ပါတယ်။ ကပတ်ကြောကြောတဲ့ဘေးရုံနဲ့ပေါ်လာသွားမှာပါ။နံပါတ်၄ခင်မိုးရဲ့အင်ကြီးဟောင်းကိုခေါင်းစုပ်အဖြစ်ပြောင်းလဲနေ။အင်ကြီးရဲ့အပေါ်ပိုင်းဇင်ဘတ်နဲ့လမောင်းတို့ကိုဖြတ်ပါ။အနာတချိုပြီးခေါင်းထက်လိုက်ရင်ဒီဇိုင်းကောင်းတဲ့ခေါင်းစုပ်အဖြစ်ပြောင်းတော့ပါပြီ။တင်မှာရှိတဲ့အဝိအဟောင်းလေးတွေနဲ့ဘာတွေပြောင်းလို့ဖြစ်မလဲ။ကွန်မန့်မှာမျှဝေပေးခဲ့ပါနော်။